ကဲဒီတကားတောက်ကြသားသမီးများအတွက်တဲတော့ကံတရားဖတ်ပေးပါမယ်နော်။ဒီကျွန်တော်ဒုက္ခတဲ့ဝင်တဲတော့နမိတ်ကိုပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင် ပုံမှန်အတင်ပေးနေကြဖြစ်ပါလား။ဒီဟောစကန်လေးရဲ့တတန်းလည်းပဲတော်တော်လေးကိုကြာမြင့်ပြီလို့ပြောရမှာဖြစ်တာပေါ့ဒါအပတ်တိုင်းမပြည့်အောင်အသက်တွေလည်းအသက်ရွယ်ရကျမ်းမာရေးအခြေအနေရအားနည်းတဲ့အချိန်ကာလဖြစ်ပေမဲ့လည်းဒါလေးဟာခုနှစ်ရသားသမီးတွေအတွက် အမြဲတမ်းမှအကျိုးပေးတဲ့ကိစ္စလေးဖြစ်တဲ့အတွက်အာဇုမန်တလေးနဲ့အားထည့်ပြီးတော့ဒါပုံမှန်တိုင်းဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။အဲ့တော့တာကြသာသမီတွေရဲ့ကံတရားကိုကျွန်တော်တဲတော့ကတ်ခொနကတ်ချတာတော့ပေါ့နော်။လူတိုင်းလူတိုင်းရဲ့ကံတရားကတော့ဆိုတော့တကုနာတကုမတူညီနိုင်ပါဘူး။မတူညီနိုင်ဘူးပေါ့နော်။တချို့ငွေကြီးကောင်းတယ်တချို့ကျမ်းမာရေးမကောင်းဘူးတချို့ကျမ်းမာရေးကောင်းပြီးဆိုစီးပွားရေးကမကောင်းဘူးအဲ့လိုမျိုးမတူဘူး။ဒါကြောင့်မလို့ကျွန်တော်တဲတော့ကတ်ကိုခொနကတ်ချတာပါ။ ။တာကြသားသမီးတွေအတွက်ပထမဆုံးကြတဲ့နမိတ်လေးရှိပါတယ်။အဲ့နမိတ်ကကြတော့ဗာနမိတ်လဲဆိုတော့သူကတဟာမဲ့ဆိုတာယတိကပ်။ယတိသူတော်စင်တစ်ပါးကမိအိမ်လေးကိုကိုင်းထားတယ်။လက်တစ်ဘက်ကတောင်ဝေးကိုင်းထားတယ်။သူကရေခဲတောင်တွေရဲ့အမြင့်ဆုံးမှာရှိ။ဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့သူရှာဖွေနေတဲ့အရာကိုရတာ။သူရှာဖွေနေတဲ့အရာကိုတွေးရှိသွားတာ။ကံကောင်းသွားတာပေါ့နော်။အဲ့သူကဘယ်အရာကိုရှာတယ်ပေါ့။ ဖခင်သားသမီးတွေကဒီကာလတွေမှာကိုယ့်ကိုပြန်ပြီးတော့သုံးသပ်။မဘာအတွက်ကြိုးစားနေတာလဲ။ကိုကငွေကြေးကန်တာတွေငွေကြေးအခြေအနေတွေကောင်းခြင်းလို့ကြိုးစားနေတယ်ဆိုရင်လေကိုရှာဖွေနေတဲ့ငွေကြေးတွေအစဉ်ပြေနိုင်တဲ့အချိန်ကာလဖြစ်ပါတယ်။ကိုကအလုပ်ကိုင်တွေတိုးတက်ဖို့အတွက်ကြိုးစားအထုတ်နေတယ်ဆိုရင်လေအလုပ်ကိုင်တွေအစဉ်ပြေမဲ့အချိန်ကာလပါ။နောက်ယာဓုကိစ္စတွေလာတာကိစ္စတွေတွေကကြိုးစားနေတယ်ဆိုရင်လည်းရနိုင်တာပေါ့နော်ဒီကလာမှာကိုရှာနေတဲ့အရာရနိုင်တယ်လို့ပြောရမှာဖြစ်တယ် ိုတွေးလိုက်တဲ့အတွေ့အတိုင်းအတွေ့အတိုင်းဟာအာဖြစ်နေတာပေါ့တောက်ကြသားသမီးတွေအတွက်တော်တော်လေးကောင်းမှာနောက်ကိုပိုင်စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်းထွန်းတောက်တက်တာပေါ့နောက်ကိုယ်လည်းပဲသူများကအကြံကောင်းညံကောင်းတွေပေးတတ်တာပေါ့ကိုကိုရိုင်ကလည်းပဲအခြားသူကိုလမ်းညွှန်မှုလေးတွေပြောပြနိုင်အကြံကောင်းညံကောင်းတွေပေးနိုင်တော့တောက်ကြသားသမီးတွေအတွက်ဒီကာလတွေမှာဆိုရင်ဖက်ပေါင်းစုံနဲ့ကံကြမ္မာကောင်းခြင်းတွေစိုးမိုးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ် ။ဒါတော့သူကတောက်ကြသားသမီးတွေရဲ့ကံစားတာမှာထူးခြားချက်တစ်ခုရှိတယ်။အဲဒီထူးခြားချက်ကဘာလဲဆိုတော့သူကမီးအိမ်လေးကိုကင်ထားတာပေါ့နော်။တောက်ကြသားသမီးတွေလည်းဟာမင်းကပ်မှာဆိုတော့မီးအိမ်လေးကိုကင်ထား။အဲဒီမီးအိမ်ထဲမှာ9000ကျော်တဲ့မီးအလင်းရောင်တွေကဖြာကြနေတဲ့နမိတ်ကြ။ဒါတော့တောက်ကြသားသမီးတွေထူးခြားချက်ကတော့ပညာရေးနဲ့ပတ်သက်တယ်။တော့မီးရစီမီးတို့အလင်းရောင်တို့ဟာပညာတစောင်းပေါ့တော့ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းတွေဘာတွေမှာဆိုရင်ပညာရေးကိုကျွန်တော်မီးကွက်ကလေးနဲ့စီမီးကွက်ကလေးနဲ့ကျွန်တော်တို့တင်သားတော့အဲ့တော့ပညာရေးကံ ပညာတွေဘာတွေနဲ့ပတ်သက်တဲ့ကံတွေကောင်းတတ်ပါလား။နောက်ငွေချင်းနဲ့ပတ်သက်တဲ့နမိတ်မှကျတော့မေတော်ကြီးနမိတ်ကြတယ်။မေတော်ကြီးဆိုတာကတော့ကျွန်တော်တို့တဲတော့ကတ်မေဂျာကတ်ထဲမှာ20နဲ့နံပါတ်1ကတ်ပေါ့နော်။အဲ့တော့အဓိကတော့ငွေကံကောင်းတာပေါ့။သရသာသမီးတွေတွေငွေချင်းနဲ့ပတ်သက်ရင်စိတ်ချမ်းသာမယ်၊စိတ်ပျော်ရွှင်ရမယ်။အဲ့ဒါကိတာနဲ့ပတ်သက်ရင်တော့ပူပန်တော့ကကင်းမယ်။ထီပေါက်တဲ့သူငွေတွေပါလေဝင်လာတတ်တယ်။ငွေကြေးအကူအညီတွေပါလေရှာပွေနေတယ်ဆိုရင်လည်းလွတ်လပ်ကူကူရနိုင်ပါလား။ နောက်လူမှုရေးပါနော်လူမှုရေးမှာကျတော့ကျယ်ပွင့်၈ပွင့်တဲ့နမိတ်ကြတယ်ကျယ်ပွင့်၈ပွင့်နမိတ်ကကြတော့ဒါလူချစ်လူကင်များတယ်ပေါင်းသင်းသတိုင်းတွေအစဉ်ပြေတယ်လူအများကြီးချစ်ခင်မှုတွေလေးစားမှုတွေကိုတောက်ကြသားသမီးတွေကရနိုင်နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့တေရောနမိတ်မှာကျတော့ဒုချောင်းတချောင်းဆိုတဲ့နမိတ်ကြတယ်ဒီမိတ်ကလည်းအင်မတန်မှကောင်းသောနမိတ်ဖြစ်တယ်အဲ့တော့မိသားစုကဏ္ဍတွေဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ဆက်ဆံရေးတွေအင်မတန်မှကောင်းတတ်တယ်ကျမကြီးကျမကြီးလည်းကျယ်ပွင့်နမိတ်ဆိုတော့မဆိုးပါဘူး အဲ့တော့တောက်ကြသားသမီးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ကံစားတာအထူးကောင်းတာ။ကျန်းမာရေးညံ့နေတော့မှကျန်းမာရေးတွေပြန်ကောင်းနိုင်တာပေါ့။ယောဂဝေဒနာတွေပျောက်ကင်းနိုင်တယ်။ဆရာကောင်းသမားကောင်းတွေတွေ့နိုင်တယ်၊ဆေးကောင်းမကောင်းတွေတွေ့နိုင်တယ်။နောက်မိတ်ဆွေပေါင်းစင်ကံတာတွေမှာပညာရေးနဲ့ပတ်သက်တဲ့ကံစားတာတွေမှာဆိုရင်လည်းတောက်ကြသားသမီးတွေတော်တော်လေးကောင်းပါလား။နောက်ခြေအိမ်တော်ကြီးမှာကြတော့ဆိုတဲ့တိန်တိုင်တဲ့ကနေလက်တစ်ဖက်ထွက်လာတယ်။အဲ့လက်တဲ့ကနေပြီးတော့ကျယ်ပွင့်အကြီးကိုခြင်ထားတယ်ဆိုတဲ့သင်္ကြန်နမိတ်ကြတော့ ောက်ကြသားသမီးတွေအတွက်အခြေရေးကံတရာကောင်းတာပေါ့နော်ကိုယ်တန်ဖိုးထားမဲ့လူတွေနဲ့ကြုံရတတ်ဆေးသက်ကြောင့်လည်းကိစ္စတွေကြုံရတတ်တယ်မင်္ဂလာကိစ္စတွေကြုံရတတ်တယ်အာချစ်သူကပေးတဲ့လက်ဆောင်ကိုရတတ်တယ်ကိုမျိုးသားကိုလက်ဆောင်ပန်းနာပေးတတ်တယ်ကိုမျိုးသားကိုကိုအဲဇနီးမယားကြောင့်ကိုကနှလုံးစိတ်ဝမ်းအေးချမ်းအဲ့တော့ပြောချင်တာကတော့ဒီတောက်ကြသားသမီးတွေရဲ့ကံတရားအတွက်ဆိုပြီးကျွန်တော်တဲတော့ကခုနကကြာတယ်လားပေါ့နော်ခုနကသလုံးက တော်တော်လေးကောင်းတဲ့ကံတရားနှမိတ်ပါပဲဒါကြောင့်အာတောကြသားသမီးတွေအတွက်ဆိုရင်အဖက်ဖက်ကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေအောင်မြင်နေကြုံအဲတော့ထူးခြားတာကတော့ပညာတုရမယ်ပညာရေးကံကောင်းမယ်နောက်ထိပတ်ကဲဆိုငွေတွေအစုလိုက်ပြန်လိုက်ဝင်တတ်တယ်လူကြည့်လူကင်များမယ်ကျမ်းမာရေးကောင်းမယ်အဲတော့အဖက်ဖက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာခြင်းတွေကြုံမှာပေါ့နော်ဒါကြောင့် ောက်ကြသားသမီးတွေအနေနဲ့မိတို့ရဲ့စီးပွားရေးတွေမိတို့ရဲ့အလုပ်ကိုင်တွေအကျန်တီတွေကိုလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားအဲ့လိုမျိုးစဉ်းစားနေတဲ့ကိစ္စတွေချင်းလုပ်ကိုလုပ်တင်ပါလုပ်တင်အောင်မြင်မဲ့ကံသာတာမျိုးတွေအပြည့်အဝရှိပါတယ်ဆောက်တောက်ကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်တွေကြတော့ကျွန်တော်အဝါယောင်နဲ့နီညိုယောင်နဲ့ကောင်းပါတယ်အဝါယောင်နီညိုယောင်ဝတ်ပါဆောင်းပါနောက်တောက်ကြသားသမီးတွေအတွက်ကျွန်တော်လက်ဆောင်ပေးနေတာတော့၅ကနန်း၃ကနန်းဖြစ်ပါတယ် သုံးကနန်းငါးကနန်းဖြစ်ပါတယ်เนาะမြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုပေါက်စီပေါက်စီသုံးလုံးပေါ့အဲ့ဒါလေးတွေကတ်ကတ်လှူပြီးတော့ကိုဖြစ်ကျင်လာဆူတောင်းပေါ့ကိုမကြီးတဲ့မကောင်းတဲ့ကံတရာအညံ့ကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါတယ်ဆောက်ကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့အယူတော်မင်္ဂလာချမ်းတွေလှိုက်လိုက်လဲလဲဆူတောင်းမြတ်တာပို့တာလိုက်ပါတယ်